ကိုတွေ့ကြုံလာရတဲ့ United ကြာရှုံးရခြင်းအကြောင်းရင်းကိုပြောပြလာတဲ့ရင်းနဲ့ပြည်သက်များလုံးမင်္ဂလာပါ Manchester Football Zone ကနေပြန်လည်ချူစွလိုက်ပါတယ် Manchester United အသင်းရဲ့နီးပြဟောင်းဖြစ်တဲ့ Red Rain ကတော့ United အသင်းနေနဲ့ဒီနောက်ပိုင်းမှာဘာလို့ကြာရှုံးသွားခဲ့တာလဲဆိုတဲ့အပေါ်မှာသူ့ရဲ့အမြင်တွေကိုပြောဆိုလာခဲ့ပါတယ် ရင်းနှီးကတော့ United အသင်းစီကို6လလောက်ယာယီနည်းပြဖြင့်တာဝန်ယူကင်တွေပေးခဲ့ပါတယ်။ဒါပေမဲ့ဆွမ်းဆောင်ရင်ခေါင်းတွေမပြသနိုင်ခဲ့လို့ရင်းနှီးလည်းအသင်းကနေထုတ်ပယ်ခြင်းခံခဲ့ရတာပါ။ Ronaldo ကိုယ်တိုင်ကလည်း United ဟာသူကိုယ်တိုင်တော့မချဘူးတဲ့နီးပြကိုခေါ်ခဲ့တယ်ဆိုပြီးတော့ဝေဖန်ခဲ့မှုပါတယ် United မှာမအောင်မြင်ခဲ့ပေမဲ့ Rennie ကအရေးချင်းရှိတဲ့လူတူပါ United အသင်းကြာရှောင်းရခြင်းရဲ့အကြောင်းရင်းကိုအခုလိုမျိုး Rennie ကပြောဆိုခဲ့ပါတယ် Salah Ferguson အနားယူသွားပြီးကတည်းက Manchester United အသင်းမှာခေါင်းဆောင်ပိုင်းပြဿနာတချို့ရှိနေခဲ့တယ်လို့ကျွန်တော်ထင်မြင်မိပါတယ်အထက်ကဘသူတွေကဆုံးဖြတ်ချက်တွေချနိုင်လဲဆိုတာကိုမသိရသလိုသူတို့ဘာကြောင့်ဆုံးဖြတ်ချက်ချနိုင်လဲ ယ်ဆိုတာကိုလည်းမသိရပါဘူးအဲ့ဒီလူတွေကဒီအလုပ်အတွက်တကယ်မှန်ကန်တင့်တော်ရဲ့လားမိကုန်းပြန်ထုတ်ချင်ပါရဲ့နီးပြချုပ်ဖြစ်အဲ့ဒီမှာ6လလောက်ပဲလုတ်ခဲ့ရတာတောင်အချင်းတွေကရှုပ်ထွေးနေပြီးပြန်ရှင်းပြနိုင်မှုခက်ခဲပါရဲ့ဆွန်မြတ်ချက်ချသူတွေကဘသူတွေလဲကျွန်တော်ကဘသူကိုစကားပြောရမလဲစသဖြင့်ပေါ့ ကစားသမားတဲ့တူအုပ်ကိုခေါ်ယူခြင်းနဲ့ဆိုရင်လဲအတော်ကိုခက်ခဲပါတယ်အဲ့ဒီမှာလူတွေကအများကြီးရှိနေပေမဲ့အစုံမှာတော့အရာရာခက်ခဲနေကြပါတယ်လို့ရင်းနေကဝေဖန်ခဲ့တာပါယူနိုက်တက်ဟာပြီးခဲ့တဲ့ရာသီကလည်းအဲရစ်တဟတ်ကိုထုတ်ပယ်ပြီးအမော်ရင်ကိုနီးပြတည်ပြခန့်ထားခဲ့တာပါပြီးခဲ့တဲ့ရာသီမှာတော့ယူနိုက်တက်ကအဆင့်15နေရာထိစိုးစိုးရွားရွားကြာဆင်းသွားခဲ့ရတာပါဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရယူနိုက်တက်နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်